ပြီးခဲ့တဲ့ပေါ့နော်ဒီ2020ခုပေါ့ဒီ MNDA နဲ့ဒီရောက်ပိုင်းညီကူဖွဲ့ပေါ့သူတို့ခေါ်တော့သူတို့ခေါ်ရပေါ့ဒီခုကဒါလားချို့လောက်ပိုင်းလို့ဝင်ရောက်မတိုက်ခိုက်ဘူးအခြေအနေမျိုးပါပေါ့နော်ကျွန်တော်တို့ USP Party အနေနဲ့ဒါနိုင်ငံဒီနိုင်ငံတွင်းမှာလက်ခီးသွားရောက်ခဲ့တာလေးရှိတယ်ပေါ့နောက်ဒီမလေးငလင်းကာလမှာလည်းဒါဥပဒေကြီးဥပဒေဆိုရင်တော့ကြောက်ခီးတွေသွားရောက်ခဲ့တာကျွန်တော်တို့ line ဒီပုံ online ပေါ်မှာကျွန်တော်တို့ပြရတယ် ်။ဒါနဲ့ပတ်သက်လို့ဘယ်နေရာတွေကိုသွားကြလဲ၊ဘာတွေလုဆောင်ကြလဲ။အဲဒါလေးကိုလည်းရှင်းပြစီ။ကောင်းပါပြီ။ဟိုအင်္ဂါရိုတက်တုံညာနှစ်ခုမတိုင်မီမှာပေါ့နော်။အဲဒီကာလအတွင်းမှာတော့အင်္ဂါရိုလာရှူဥခရိုက်ကိုယ်တိုင်လာရှူတော့ပါလေ။ဒုခရိုက်လည်းပါသွားတယ်။တောင်ရှိတဲ့တောင်ကန်လည်းပါသွားတယ်။သူ့တောင်ကန်စီးစီတယ်လည်းပါသွားတော့ပေါ့နော်။လာရှူသွားခဲ့တယ်။လာရှူသွားခဲ့ပြီးတော့နောက်တစ်ခါကျတော့မန္တလေးမန္တလေးပြီလို့ရှိရင်စကိုင်းစကိုင်းပြီလို့ရှိရင်မုံရွာအဲ့ဒါပြီးတဲ့ခါကျလို့ရှိရင်အင်္ဂါရိုရှမ်းတောင် အဲ့ဒါပြီးတဲ့ခါကျလို့ရှိရင်ပြန်ဆင်းလာပြီးတဲ့ခါကျလို့ရှိရင် မကွေးပြီးပြန်ဆင်းလာပြီးလို့ရှိရင်ရန်ကုန်ပြီးရင်အေရဝတီပြီးတဲ့ခါဘူရှိနောက်သွားလို့ရတယ်တော်တော်များများဘူးဒါသွားခဲ့တာဖြစ်ပါတယ်အဲ့ဒီပြင်လဲမုခာမုန်တိုင်းတဲ့တုန်းကရခိုင်ပြည်နယ်ဆိုလို့ရှိရင်ဒါဥခရာရောသူသက်ဆိုင်ရာဒုဥခရာတယောက်မမပြီးအောက်ပိုင်းတောင်တွေဒုဥခရာတယောက်ပါဝင်တွေ့ထွေတွေ့အင်္ဂရုဒီယာထွေတွေ့ဖြစ်တဲ့ဘူကြီးတောင်ကြီးပါဝင်အဲ့ဒီဖွဲ့တွေကလည်းဥတောင်းကြီးတို့ပါဝင်ပေါ့နော် ဲ့ဒီဖွဲ့တွေကဒါမူခောက်သွားပြီးအင်္ဂလိပ်စီကလူဝေအားနဲ့ဟိုသွားရောက်ပြီးတော့နိုင်ငံတော်နဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့လုပ်ပေးခဲ့တဲ့အတိုင်းအတာတွေအများကြီးရှိပါတယ်။ဒါလည်းဟိုလိုဖြစ်ပါတယ်။ဒါအဲ့ဆိုရတော့အဲ့ဒီခါအဲ့လိုလုပ်နေသလိုလေအခုလည်းမလုပ်ဘူးလားဆိုတော့အခုလည်းတက်ဆိုင်ရာအဖွဲ့တွေကသူ့နေရာသူ့အတူသွားနေကြတာပဲ။ဒါပေမဲ့ဒါတွေက competition ဖြစ်တဲ့ကြောင့်အင်္ဂလိပ်ကဘယ်တော့မှသတင်းထုတ်ပြန်တယ်လည်းမရှိဘူး။ကိုပေါတူနဲ့ကိုတွေ့တာတော့ပါတီတွင်တွေ့လို့ရတယ်။အဲ့တွေ့လို့ရတဲ့ကြောင့်အင်္ဂလိပ်ကကိုလုတ်ဆရာရှိတဲ့လုပ်ကိုတော့ကိုပါတီတွင်ဆောင်းနေတာပဲဖြစ်ပါလေ။